အားလုံးမင်္ဂလာပါဒါကတော့ကျွန်တော်တို့ဒီနေ့တနေ့တာလုတ်တဲ့လုပ်ငန်းစဉ်တွေထဲမှာကျွန်တော်တို့90 MU 50 60ပေါ့90 60မှန်လဲတာလေးကိုအနေချင်းလေးအနေချင်းလေးကျွန်တော်တို့ပြောပြပေးမယ်ကျွန်တော်တို့မှန်နေလဲတဲ့အခါမှာ original 4K မှန်ကိုကျွန်တော်တို့အသုံးပြတာလဲ 4K မှန်ပဲဗျမှန် quality ဘလို့ကောင်းလဲဘလို့ဒီကောင်းလဲဘလို့ရည်သွေးမျိုးလဲဆိုလို့ရှိရင် ณะนี้ကျွန်တော်ဗီဒီယိုမှာပြပေးမယ်အဲ့ဒါလေးကိုတစ်ချက်ကြည့်ပေးပါဒါကတော့အခုကျွန်တော်တို့မကောင်းတဲ့မှန်ကိုခွာပြီးတော့အခုဒါမှန်လဲဖို့လုပ်နေတာပေါ့အခုထဲမဲ့မှန် 4K မှန်အဲ့တော့ကျွန်တော်တို့ဒီမှာအတွင်း plastic ကိုကျွန်တော်တို့ခွာတယ်ဆိုကြတဲ့ဒါကမှန်အစ်စ် quality ကောင်းတဲ့မှန်ဆိုတာကိုကြည်တာနဲ့သိနိုင်ပြီဆိုတော့ဒီလိုမှန်အစ်စ်တွေမှာအောက် plastic အပေါ် plastic ပါတယ်ပေါ့နော်အဲအဲ့တော့ကျွန်တော်တို့ကဒါ90ကိုမှန်အစ်စ်ထဲတာပါ အဲ့တော့90ကလဲကျင်တဲ့မိတ်ဆွေတွေကျွန်တော်တို့အ ਨੇ ချင်းမှန်လေးတွေကြံဦးမယ်ဗျာเนาะအဲ့တော့လဲကျင်တဲ့မိတ်ဆွေတွေအပေါ်မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ပါတယ်ဆိုင်လေးစာပါတယ် Viber ကနေဥစွာစုံစမ်းဈေးတွေစုံစမ်းမေးမြန်းလို့ရတယ်ဆိုင်ကိုကိုယ်တိုင်ကိုကြလာရောက်ချင်တဲ့မိတ်ဆွေတွေဆိုလို့ချင်းလဲအပေါ်မှာကျွန်တော်ရဲ့ဆိုင်လေးစာလေးပါပါတယ်ဗျာဒါကတော့ကျွန်တော်တို့မှန်ကိုလဲတာပေါ့เนาะမှန်ကိုအရင်ဆုံးလဲနေတာလဲနေပြီးတော့မှသူက 50 NU 80 90ဆိုတာက ကျွန်တော်တို့မာတာဘုံဘုံနဲ့လာတဲ့ဥစ္စာတွေအဲ့ဒါကို ကျွန်တော်တို့က modify လုပ်ပြီးတော့မှ decommand 4k man ကိုဟိုထည့်တာဖြစ်တယ်ပေါ့เนาะအဲ့တော့ဒါလေးကိုကျွန်တော်ဆက်ပြီးပြပြပေးမယ်ဗျဒါကတော့ကျွန်တော်တို့တန်းတွေကိုလက်ရှိအထိုင်ချနေတာပေါ့เนาะတန်းလေးတွေညင်အောင်ကျွန်တော်တို့ထိန်းနေအဲဒါအမှန်အစ်စ်ဖြစ်တဲ့အတွက်အမှားယွင်းဖြစ်လို့မရဘူးကျွန်တော်တို့လုံးလုံးတက်ခါမှာအမှန်တစ်ချက်ဆိုတစ်ချက်လျောက်စီအရန်ကြီးပါတယ် အဲဒီနေရာလေးမှာပြောချင်တာကမိတ်ဆွေတို့လဲလဲခြင်းနဲ့မှန်ကိုတီဗီနောက်က model လေးတစ်ချက်ပြပေးပါ model လေးပြပေးပါဆိုတော့တီဗီနောက်မှာ name plate လေးတွေပါတယ်အဲ့ဒါလေးကိုပြပြီးတော့ကျွန်တော်တို့ရှိကိုဟိုစုံစမ်းလို့ရတယ်ဗျမှန်ဈေးတွေကိုเนาะမှန်လဲရင်ဘယ်လောက်လဲဆိုတော့မှန်ဈေးတွေကတော့အရင်တက်စာရင်တော့လက်ခုတစ်ခုဈေးတွေကအနေနဲ့တက်နေပါတယ်ဒါကကျွန်တော်တို့ modify လုပ်ပြီးသားလုပ်ပြီးသွားပြီပေါ့နော် modify လုပ်ပြီးသားကိုကျွန်တော်တို့ခုနလောက်ကထည့်တဲ့မှန်နဲ့တွဲပြီးတော့ရုပ်ထုတ်စမ်းမဲ့အနေထားပါဒါအောက်ကနေချောင်းကြီးလိုက်တော့ရုပ်ကတော့သူထွက်သွားပြီဗျအဲ့တော့တေးကြအောင်ကျွန်တော်တို့မာပြီးကြည့်တဲ့အတိုင်းပါမာပြီးကြည့်လိုက်လို့ရှင်ဒါရုပ်ကထွက်သွားပြီရုပ်ထွက်သွားပြီဆိုတော့နောက်မှအခုကျွန်တော် modify လုပ်ထားတာလေးကိုလည်းအနီးကပ်ပြပေးမယ်ဗျအဲအခုဒါကြိုးတွေကတော့လောလောဆယ်ပွားနေတယ်ဆိုတာကျွန်တော်တို့လက်ရှိ စမ်းတက်တဲ့အဆင်ပါပေါ့နော်ရုပ်ထွက်မထွက်စမ်းတက်တဲ့အဆင်ပါပါဒါက modify လုပ်ထားတာပရမလာတော့သူကအာဒါ on bolt ပေါ့နော် on bolt ဆိုတာကအခု66ပင်အခုလည်းညှိုးထောက်ထားတာရဲ့ဒီဘက်ကရဲ့က66ပင်ချိုးပြားနှစ်ပြားနဲ့လာတဲ့ဥစ္စာကို ကျွန်တော်တို့ကအခုလို့တီကွန်းနဲ့တီကွန်း 4K မှန်ကိုအသုံးပြုလို့ရအောင် modify လုပ်ထားတာပေါ့နော်ဂျိုးတွေကတော့ကျွန်တော်တို့မပြီးသေးခင်မှာဒါလော်လဲချီစမ်းနေတဲ့အတိုင်းဆိုတော့နည်းနည်းတော့ဂျိုးတွေအထက်မှာပွနေပါလိမ့်မယ်အဲ့တော့ဒါကရုပ် ဟိုထွက်သွားတဲ့အနေအထားကိုကျွန်တော်နောက်ဖုံးမခုမဖုံးငင်မှာရုပ်ထွက်လေးတစ်ချက်ဒါဆန်းသက်တဲ့အနေအထားပါ original ရုပ်ထွက်မီတယ်ဗျနော် original ရုပ်ထွက်အတိုင်းလေးရပါတယ်ဒါက 4K မှန်ကို 4K မှန်နဲ့ပြန်ပြီးတော့အစားထိုးလဲလဲထားတဲ့ကျွန်တော်တို့ 50MU 80 60 Samsung ပေါ့နော် Samsung 50 NU 80 60ဖြစ်ပါတယ်အဲ့တော့လဲလဲခြင်းနဲ့မိတ်ဆွေတွေအပေါ်ဖုန်းနံပါတ်ကိုဆက်သွယ်လို့ရတယ်လို့ဆိုင်ကိုလူကိုယ်တိုင်လာရောက် ပြီးတော့လဲလဲကျင်တဲ့မိတ်ဆွေတွေဆိုလို့ရှင်လည်းပေါ်မှာဆိုင်လေးစာလေးပါပါတယ်ဗျအားလုံး